ဆိုင်ကိုနေချီဝါအလုံးမဲမင်္ဂလာပါဟာယဘုစာဇဗန်ကအတန်းကြောင်းလားဒီနေ့မျှဝေသွားမှာက entry ခေါ်ရီ vocabulary ရှင်ကန်ရဲ့ master တဲ့ကသင်ခန်းစာအခန်းစာတစ်ကိုမျှဝေသွားမှာဖြစ်ပါတယ်ဒိုင်းဂျူဤကပါနော်ဒီသင်ခန်းစာမှာအရင်ဆုံးစကားလုံးတွေရဲ့ဘောဟာရအဓိပ္ပာယ်ကိုရှင်းပြမယ်နောက်ပြီးရင်ဒီသင်ခန်းတွေကိုတူတူလိုက်လုပ်ကြည့်ကြမယ်နော်ဆိုရင်ပထမဆုံးဆိုတော့ကျောဤကုကျောဤကုဆိုတာက ဒီပညာရေးနဲ့ဆိုင်တဲ့စကလုံးတော့အဲဝေါ်ဟာရာတွေကိုအရင်ဆုံးလေ့လာချင်မယ်နော်နောက်ပြီးတော့မှအာနောက်ရှိကိုအတူတူလိုက်လုပ်ကြည့်ကြရအောင်နော်နောက်ရှိဂါကူနန်ကဟာဂျီမာရိုဂါကူနန်ဆိုတာကစာသင်နဲ့ပညာသင်နဲ့အဲ့တော့ပညာသင်နဲ့တနည်းစတဲ့လေနော်အတရာရှိဂါခိကဟာဂျီမာရိုဂါခိဆိုတာဆမက်စတာခေါ်တာပေါ့နော်ဒါတက္ကသိုလ်တွေမှာသုံးတာဒီဆမက်စတာအသေးစတဲ့လေ ကျွန်တော်က dance တဲ့စူဂါကူစူစူဂါကူဆိုတော့အတောင်းအအသွားပြန်လို့တာအဲ့တော့ယထာဖြင့်ကြောင်းအသွားပြန်လို့ဒီနောက်တစ်ခုကကျတော့ဂျူကျော်နီချစ်ကကူစူဂျူကျော်ဟောတင်းနန်းကိုချစ်ကကူဆိုတော့နောက်ကြတယ်နော်အဂျူကျော်ကိုခက်ဆက်ခီစူခက်ဆက်ခီစူကပြက်ကွက်တယ်ဟောတင်းနန်းပြက်တယ်တင်းနန်းညင်ပြက်တာပေါ့နော်နောက်ဆဲတိုနီပရင်တို့ အာခူပါရခူပါရကဝေဒီပရင့်တိုဆိုတော့ပရင့်ထုတ်ထားတဲ့စာရွက်တင်ပေါ့နော်အဲ့ဆက်တူဆိုတော့တပည့်တွေကိုအကြောင်းအရာတွေကိုပရင့်ထုတ်ထားတဲ့စာရွက်ဝေဒီဆိုရင်နောက်တစ်ခုကြည့်ကြမယ်နောက်တစ်ခုအကြတော့အဲဘန်ကျိုကနာအာတကွိဒါနော်ဘန်ကျိုကတကွိဒါဆိုရင်တော့ဘာလဲဆိုရင်စာလေးလာတော့ကျွမ်းကျင်လေဘန်ကျိုကနိကတဲ့ဒါနိကတဲ့ဆိုတော့ ညံ့နေမကျွမ်းနေဘူးနော်ဆာလီလာတာညံ့နေ။နောက်ဒူဂီယိုချူနီအိုရှာဘယ်ရီဆူအိုရှာဘယ်ရီဆူဆိုတာစကားပြောသည်။အဲဒူဂီယိုချူစာတင်နေတော့စကားပြောသည်။နောက်ဒူဂီယိုချူနီဣနေမူရီဆူဣနေမူရီဆူဆိုတာအင်္ဂိုက်တယ်။အစာတင်နေတော့အင်္ဂိုက်တယ်။အာနောက်တစ်ခုကတော့ကျူရှော့ကူကိုတာဘယ်လိုကျူရှော့ကူဆိုတာကအကြောင်းမကျူးတဲ့အစာတောက်တယ်နော်။ဆိုတော့မူလာရန်အဲအလန်နဲ့ဆိုရင်အကြောင်းမကျူးရပါတော့နော်။ဆိုတော့ တောင်းကြရအစားတော့စားဒီနောက်ဥပန်းတော့တပဲလူဥပန်းတော့ထမင်းဘူးဒါကိုရင်တဲ့တော့ထမင်းဘူးကိုစားတယ်နောက်တစ်ခုကကျတော့ club ဘူးနေဟိုင်းဘူး club ဆိုတော့အတင်းဝင် club တင်းနေဒါတော့တက္ကသိုလ်ကြီးမှာဆိုရင်တကြောင်းကြီးမှာလည်းရှိရပါတော့ club တင်းနေဟိုအတင်းဝင်နေစက္ကအချီဘူး sorry စက္ကဘူးနေဟိုင်းဘူးစက္ကဘူးဆိုတာကဒီဘလုံးကန်တဲ့အတင်းမနော်ဘလုံး club ကိုဝင်ရောက်တယ် တနစ်စုတော့တိုင်းတိုင်းနေတယ်လို့တိုင်းတိုင်းဆိုပြိုင်ဝင်တနစ်ပြိုင်ဝင်မှာဝင်ပြိုင်နေဆိုတော့ဒီပဲပါနော်အန်စုကတော့ဂျွန်ပြီကိုဆိုအန်စုကိုဆိုတာပါလဲဆိုရင်လေးလိုက်ခီးပါနော်ပြောဝဲဆိုတော့လေးလိုက်ခီးအတွက်ကိုပြင်ဆင်ပြီးအာနောက်ခေါ်ချာရှူဂါကူလီယိုကိုရှူဂါကူလီယိုကိုတော့ဂျွန်ပြီကိုဆိုရှူဂါကူလီယိုကိုဆိုတာကဒီတင်ကြားခြင်းပြီးဆုံးခြင်းအတွက် ။နောက်ခီးထုတ်ဖို့အတွက်အဲဂျွန်ပြူအစိုးရဆိုတာပြင်ဆင်ပြီး။နောက်မှပြင်ရတဲ့နှစ်တစ်နှစ်ပြီးတော့ဆံမတွေကအဲခီးထုတ်မယ်ဆိုရင်အဲ့အတွက်ပြင်ဆင်တော့နော်။နောက်ပြီးရင်အွန်ဒူကိုင်းတော့ဂျွန်ပြူကိုဆိုအွန်ဒူကိုင်းဆိုအာဂဇာဘွယ်အာဂဇာဘွယ်အဲပြင်ဆင်အတွက်ပြင်ဆင်တော့နော်။နောက်အာတိုင်းအီကူဆိုင်နော်ဂျွန်ပြီကိုဆိုတိုင်းအီကူဆိုင်တိုင်းအီကူဆိုင်ဆိုတော့ကိုလည်းလှူရှာတဲ့ဘွယ်တော့နော်အဲ့ဒီအတွက်ကိုပြင်ဆင်နေ ောက်တစ်ခုကဘုံကဆိုင်ဘုံကဆိုင်ရည်ကြည်မှုဘွယ်တော့ရည်ကြည်မှုဘွယ်တော့တွေ့ပြင်ဆင်တယ်ဆိုတော့ဒီကြောက်ခုညိုင်းနဲ့ပတ်သက်တဲ့စကားလုံးတွေကိုလေ့လာပြကြပြီဆိုတော့ဒီနဲ့ဆိုင်တဲ့လက်ရှိငန်းတွေကြည့်ကြမယ်နော်ဆိုတော့အချိန်ဖြတ်ခြင်းမယ်ခင်းတော့အမရိနေတဲ့အိနာကတဲ့သူကနော်တခီနီနာနီနာနီအိုစတရှိမတာမနေရတဲ့အမရိနေတဲ့အိနာကတဲ့တိတ်ပြီးတော့မိတ်ခဲ့လို့ပေါ့နော်ဒီစာတင်တဲ့အချိန်မှာနာနီနာနီဖြစ်သွားတယ် အမနေ့တိတ်မိတ်ခဲ့တော့စာသင်ကျမ်းချင်းမပြတ်သွားလဲဆိုရင်အိငိုက်တော့ပါနော်အိငယ်မှုရိုးစတဲရှိမှတ်တာနော်အိငိုက်တော့ပါလေဒီပဲအဖူရဆုံမိကဝတ်တဲ့အစခါရာရှင်းနန်းနီနနေတာဖူရဆုံမိဆိုတော့ဒီဆောင်းအနေပြိလိုက်ရဲ့အားလဲပါနော်အားလဲကကုံဆုံးသွားပြီးတော့မနေ့ကစပြီးတော့ရှင်းအစ်စ်ဖြစ်မယ်အဲ့မနေ့ကစပြီးဘာအစ်စ်လဲဆိုရင်အဲသူက semester အစ်စ်ပေါ့နော်နောက်ထပ် semester တစ်ခုစတော့နော်ဥပမာတက္ကသိုလ်ရေးဆိုရင် semester နှစ်ခုရှိတယ်အဲ first semester second semester အဲ့ဒါဆိုတော့ဒီဂျွမ်းမှာဒီဆောင်ဒီပိတ်ရပေါ့နော်ပိတ်ပြီးတော့နော်နောက်နေ့ဆက်ပြီးတော့ semester တစ်ခုစတယ်အော် shin gakki လို့ခေါ်နော် shin gakki တဆမ်းမန်ရှိခုတိုင်းတော့နာနေနာနေကို ENE ယောဂူပါဆိုတဲ့တက်ခစ်တဲ့အဲရှိမောက်အော်အိဇာနာနေနာနေကိုတဲ့အိမ်မှာ အာဘာလို့လဲဆိုရင်ဂျက်ကူဝါဆိုတဲ့တဲခစ်တဲရှူမောက်ဆိုဟိုမေ့မေ့သွားရောဆိုအင်မာလို့ကိုမေ့ရတယ်အင်စာရှူခုနအင်စာရဲ့ဘာလဲဆိုရင်အာဆောက်ရပါနော်ပြင်အောင်ဆောက်ရကိုအင်မာမေ့သွားရဲဆိုတဲ့ထိပ်ပဲနော်အဲ့ရှူဂရိုင်းနဲ့ပရင်တိုဟောအင်္ဂါလောက်ကိုဆောက်ရဘူးဆောက်ရမယ်ဒိုင်ကကုနေဟိုက်တာတနစ်ဆူနိုင်းနာနေနေဟိုက်ဒီတာ တက္ကသိုလ်ဝင်ရင်နဲ့တနည်းစံတန်းလေးကနေဟိုင်းကတည်းကဝင်ချင်တယ်အဲ့တော့တက္ကသိုလ်တက်တော့ပါတက္ကသိုလ်တက်တဲ့ဆိုရင်ဘာလို့ချင်လာလဲဆိုရင်တင်းနစ်ကလပ်ပေါ့နော်တင်းနစ်ကလပ်ကိုဝင်ချင်တယ်ကလပ်သင်းနေပေါ့နော်တင်းနစ်တို့ဘောလုံးနဲ့ဆက်ကရကီလို့ရှိမှာနော်အဲ့တော့တင်းနစ်ဆိုသူကဘယ်လိုလဲဆိုရင်ခရဘူးလို့ခေါ်တယ်ဒါမှမဟုတ်လည်းဘူးလို့လည်းခေါ်နော်အဲ့ဆိုရင်ဒီအဲဒီကလုံးလေးကိုလေ့ကျင့်ပြီးတော့ဆိုတော့ထပ်ထပ်ပြီးတော့ရန်ရှူထပ်လုပ်ကြည့်နော် ထပ်ပြီးတော့ကစကလုံးတွေထပ်ပြီးတော့မှတ်မယ်နော်ဒီတကမှတ်မဲ့စကလုံးတွေကကြာဘန်ကီရောစာလီလာနဲ့ပတ်သက်စာလီလာနဲ့ပတ်သက်ပြီးတော့စကလုံးတွေကအရင်ဆုံးချက်ကြည့်ကြည့်မယ်အဲတော့ဂိုင်းခုခုကောကိုမနာဘူးဂိုင်းခုခုကနိုင်ငံဘာသာစကားကိုတည်ယူသည်နောက်ပြီးဂိုင်းခုခုကောကိုဟိုဂါကူရှူးစလူဂါကူရှူးစလူကလည်းတည်ယူသည်နော်ဒါလည်းနိုင်ငံခြားဘာသာစကားကိုတည်ယူသည် 那如果三十年，呃，怎么讲？三十年苏格古呢，其实我拿了我，苏格古等下，其实我啊，这个呢，三十年那边哦，等下这个我，等于说这边，然后三十年苏格古呢，其实我，我说完了，我说完了，我来等于的，然后你就讲嘞，三十年那边等下这样。 သင်ပြီးတာသင်ယူသည်အရောကအဲချီရှိခိကဖွဲလို့ဖွဲလို့တော့ဘာလဲချီရှိခိကအသိဉာဏ်အဲ့တော့အသိဉာဏ်ဘုဂုဒ္ဒရတွေတို့ပါသူအဘစတိမေဂီမောမတ်စဂီမောအတန်နေရပါနော်ဂီမောမတ်စဆိုတာတန်နေရရှိပြီလို့ဘာသာပြန်တယ်အဲဂျေဆုရောကုအိုစကယ်လို့ဂျေဆုရောကုကသူ့ရဲ့လုံမိုင်ဆွမ်းလုံမိုင်ဆွမ်းတွေကိုမြင့်တင်တယ် အဲဂျေဇူးရီအခုကိုတတ်မစအဲအဲ့တော့လုံးမိုင်ဆွမ်းရည်ကိုဆန်းသက်ပြီးဂျေဇူးရီအခုကိုဒါစုသူရလုံးဆောင်နိုင်ဆွမ်းကိုဆွမ်းရည်ပြတ်တာတယ်နော်နောက်ပြီးမန်တန်ကိုတော်လို့ကအမှတ်ပြရသည်အီဆဲဆခီကိုတော်လို့မရလက်ကောင်းနေရသည်တန်ကိုကိုအန်ခီစုတန်ကိုကအခုဝေါ်ဟတာနော်အန်ခီဆိုတော့အလွတ်ချက်တာအဲ့တော့ဝေါ်ဟတာတွေကိုလွတ်ချက်မှတ်သည် ဟာနာရှိနောနိုင်ယောကိုဒီကိုင်းစုစုဟာနာရှိနောနိုင်ယောပြောတဲ့အကြောင်းအရာတွေကိုဒီကိုင်းစုစုနားလည်သည်ယင်းကို the speech ကိုစုစုနော်ဂျပန်ဘာသာဖြင့်အာ speech မင်းကုန်ပြောသည်ခိုင်ဝါနော် level ဟာရှောက်ခူတာဒီခိုင်ဝါဆိုတော့စကေပြောစကေပြော level ကရှောက်ခူဆိုတော့ကအခုမှ beginner အစစ်မင်းဖြစ်တယ်ပေါ့နော် အခုကခိုင်ဝန်တော့ level က chu q ဒါ chu q ကကြတော့အလယ်လက်ဆင် intermediate ပေါ့နော်အဲစကားပြောဆိုရင်ကအလယ်လက်ဆင်ဖြစ်တယ်ခိုင်ဝန်တော့ level က chu q ဒါ chu q ဆိုတာကအာတော့ဟိုအဆင်မြင့်တဲ့အဆင်ပေါ့နော်အဲစကားပြောဆိုရင်ကသူက advanced ဆိုတာကအဆင်မြင့်သွားတယ်နော်နောက်တစ်ခုကအာ sorry chu q ဟိုခုခု အော်ခခုခုနော်ဂျူဂီယိုနီတဲ့ခခုခုဆိုတာကမိခင်ဘာသာစကားလို့ခေါ်ရပေါ့နော်အဲ့တော့ဂျပန်နိုင်ငံဆိုရင်တော့ဂျပန်ဘာသာမိတယ်မိခင်ဘာသာစကားအော်ခခုခုနော်ဂျူဂီယိုနီတဲ့လို့ဆိုတော့အော်ဂျပန်ဘာသာစကားတင်အောင်တက်ရောက်ပြီးမိမိခင်ဘာသာတင်နေနော်မြန်မာပြည်ဆိုရင်တော့မြန်မာစကားပေါ့နော်အော်အဲ့တော့မိခင်ဘာသာတင်နေတင်အောင်အတန်းကိုတက်ရောက်သေးတယ် နောက်မှကျတော့ recon တော့ jukyoni dare လို့နော်အဲ့တော့ jukyoni dare လို့ဆိုရတဲ့အဓိပ္ပာယ်ကတင်းနှံတက်ရောက်တယ်ဆိုတော့ဟာပြောတော့နော် recap နော်အာဆိုရင်ဒီကောင် recap ကျတော့ဒီရှင်းချက်တင်းနှံတက်တယ်ဆိုတဲ့အဓိပ္ပာယ်နော် သူကခန်းကြီးတစ်ချက်သတိထားမယ်နောက်တစ်ခါကျတော့ time equal နော် jukyoni dare တိုင်းအင်ကွာကျတော့ဒီကာယပညာအတန်းတက်တယ် ။နောက်စုကကုနောသူကနေတဲ့လူစုကကတင်ချနတင်ချအတန်းတက်တယ်။အာရှာကိုင်းနောသူကနေတဲ့လူရှာကိုင်းဆိုတာကဘာလဲဆိုလူမွေးဘာသာရဲ့ပေါ့နော်လူမွေးဘာသာရဲ့တင်နေတက်တယ်။နော်အင်္ဂါကုနာချက်ရနေတယ်။အင်္ဂါကုဆိုတာဂီတ။နော်ဂီတတင်နေတက်တယ်ဆိုတဲ့ဒီ။ So as a who ဇကလုံးတွေပေါ့နော်။ဘန်ကီယောဆာလီလာနဲ့ပတ်သက်တဲ့ဇကလုံးတွေလိလပြီ။အဲအဲ့ဇကလုံးတွေ တုံးပြီးတော့ run ရှုလုပ်ကြည့်ကြပါเนาะ so ichiban baji me hito su no machigae nakata no de shikan wa nani nani dadda hito su mo tkhu raw ma de machigae nakata no tkhu raw mho ma ga da cha aw samo wa nani nani dadda ba phyo no samo wa ga ya la kaung ne lo phit ma no a ro ya la kaung ne eh de ma cha a mat pye bo no tlo mo mho ma u so ro ya la kaung ne so ro the a mat pye lo pyo ma no shikan wa mantan dadda no a mat pye ba 2番、大勢の人の前だとうまく話せなくなるので、何々は好きじゃない。大勢の人、ルミアイエシー、そういうね、うまく話せなくなるので、ジャン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 ジャスジャン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 ンジャンジンジンジャ ငါအများရှိမှာစကားထွက်ပြောနိုင်ရင်ကောင်းမပြောနိုင်တော့မင်းကပြောတော့မကြိုက်ဆက်မယ်ဘုံဘောဝါရစရှိခဲ့တော့ရှီရာနိုင်နာနီနာနီကအိုကုတဲ့ခနောဟောဝါယောမီနီခွေဆိုတထာကလွယ်လေဆိုပေမဲ့မသိတဲ့နာနီနာနီကများလို့ဒီအဲစာအုပ်ကိုတော့ဒီစာအုပ်ကဖတ်ရတာခက်တယ်ဗောနောမသိတဲ့ဘာဒီမန်ဆိုတော့တန်ခော့ဝေါ်ဟာရတွေကများလို့ဒီစာအုပ်ကဖတ်ရခက်တယ် でもこの本は言葉は優しいけど何々は難しい。リサオが、我々がルエクフィメ何々やろうかで、バーカですね、内容とや、どういうジャやろうかで。ごめん、ひらがなも漢字もまだ書けなかったので、日本語学校では何々のクラスで勉強することになった。じゃひらがな、 ်လည်းပဲခန်းကြီးလည်းပဲခက်ခဲနခတ်တတ်တော့တယ်မရင်းနိုင်တာကြောင့်မရင်းနိုင်ကြတာကြောင့်နော်ဂျပန်စာသင်တန်းမှာနာနီနာနီနော်ကလပ်စုနော်ကလပ်အတန်းမှာဘန်ကျော်ဆုခုဒိုနီနတ်တာစာလေးလာတယ်ဗောနော်အဲ့တော့ဂျပန်သင်တန်းရဲ့ဘမလဲဆိုရင်ရှော့ကူးနော်ဟောဘစ်စစ်လည်းပဲအော်အခုမှတလုံးမှာတော့ကွာဟီရာကနာဆိုတော့ဘာမှမသိခောက်ရခါခါတာကနာလည်းဘာမှမသိခန်းကြီးကလည်းမရစ်တတ်ဘူးဆိုတော့ဂျပန်သင်တန်းကျောင်းမှာ ဒီဒီအခြေခံအဆင့်ပေါ့နော်အခြေခံအဆင့်အတန်းမှာစာလီလာကိုဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီအခန်း7ရဲ့အဲဘာလဲဆိုကျော်ကူပြိုင်နဲ့ပတ်သက်တဲ့စကားလုံးတွေကိုနားလဲသဘောပေါက်ပြီးတော့မျှော်လင့်ပါတယ်ဆိုဒီဗီဒီယိုလေးကိုဒီဗီဒီယိုလေးကို ကြည့်ပြီးတော့အဆင်ပြေမယ်ဆိုရင် like and share လေးလုပ်ပေးပါဆိုတော့အဲ့တော့ဂျပန်နဲ့အဆိုင်နဲ့သင်ခန်းစာတွေကို YouTube channel နဲ့ Facebook channel မှာလည်း Facebook page မှာလည်းတင်ပေးထားပါရယ်အားလုံးပဲကျေးဇူးတင်ပါရယ်